မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်းကတော့ဟိတေတီဆရာတော်ပါတချို့ကတော့ဒါ TikTok ပေါ်မှာ YouTube ပေါ်မှာတရားအတူလေးတွေကိုနားထောင်ကြတယ်ဒီဖုန်းကြီးတွေဖုန်းဖုန်းတွေတန်ကားတော်တွေဘာလို့တရားဟောနေတာလဲ ဘာအကြောင်းအရာကိုဟောနေကြတာလဲကိုတို့ကဘာလုံးရမှာလဲအဲ့ဒါသိဖို့လိုတာကအဲ့ဒါပဲပုံပုံတွေကဘာကြောင်းတရားဟောနေလဲကိုတို့ကဘာကိုလွတ်အောင်လုံးရမှာလဲဘလို့နေထိုင်ရမှာလဲအဲ့ဒါအရေးကြီးတယ်ဥပမာကလေးတယောက်ပလင်းကွေးတွေမျိုးချဖို့လုံနေတယ်ကဲသီးသေးလူကတမလားမတမလားတမှာပေါ့သူဒုက္ခရောက်မှာကို ဖိနေလို့တာတာပေါ့ပုံကြီးတွေကလည်းဖုံဖုံတွေကလည်းအဲ့လိုပေါ့ဒီလိုတွေဒုက္ခရောက်မယ်ဒီလိုသမှုတရားတွေနဲ့ဆက်ပြီးတော့သောနေရင်ဒါပရိဒေဝသောကတွေရောက်နေမယ်ဒုက္ခဒေါမနေသဥပါယသဥပါဒံတွေပြင်းထန်ပြီးတော့နေမယ်ဒီလိုတွေတော်တော်လေးဒုက္ခရောက်မယ်ဆိုတာကိုဖုံဖုံတွေကတန်ဃာတော်တွေကမြင်ထားလို့တရားဟောနေတာအဲ့ဒါဆိုရင်တပည့်တော်မှာတို့ဘယ်လိုမျိုးနေထိုင်ရမလဲဗျာ မြတ်စွာဘုရားကဘလို့ပြောခဲ့လဲသမုဒိယကိုမလုံနိုင်တဲ့သမုဒိယဆိုတာပါလေနောင်တွေခြင်းနောင်ဖွေးခြင်းကိုပြောတာဘလို့မျိုးလဲပက်သက်ခြင်းပေါ့လူတွေနဲ့ပက်သက်တော့တာပေါ့သမုဒိယဆိုတာကအဲ့ဒါနဲ့မပက်သက်နဲ့ပက်သက်ရင်လေညံနဲ့ပဲပက်သက်ကိုကသတိညံနဲ့စောင့်ကြည့်ပြီးတော့ပက်သက်လို့ရတယ်နော်ဒီတိုင်းကြီးဘလိုင်းကြီးပက်သက်တော့အော်ခင်းစရာလေးပဲဖုံးဖုံးက ဥပဒေရောကောင်းတယ်ချော်ချော်လေးပဲဓာတ်ပုံတွေမှာတွေးတယ်အဲ့လိုမြောင်းပင်းပြီးပြောကြတာပေါ့လောကထဲမှာเนาะဒီအပုပ်ကောင်ကြီးကိုဘယ်လိုမျိုးမြင်လဲဒါခင်းစရာရှိစရာနှစ်သက်စရာအဆွေးလန်းစရာမြင်နေပေါ့အဲ့ဒါသမုဒယလေအဲ့ဒါနှလုံးသားတွေကိုဝင်တော့လို့အဲ့ဒါဒီဒုက္ခပေးနေတာဒုက္ခပေးမဲ့အကြောင်းအရာတွေပါလေကိုကိုမနစ်သက်နစ်သက်အောင်အယုတ်တွေက အမျိုးမျိုးအစင်းတွေကဆွေးဆောင်မယ်ကိုကခံနိုင်မလား ဝင်ပါမလားသတိနဲ့စောင့်ကြည့်ဆိုတာအဲ့ဒါပြောတာသတိထားဝိရိယစိုက်ပညာနဲ့စောင့်ကြည့်ဆိုတာဝင်မပါရအောင်လို့နော်ဝင်မပါရအောင်မိမိစိတ်ကိုလည်းထိမ့်နိုင်အောင်ပိစုံပံမှာငြိမ်နေအောင်ဗုဒ္ဓဘာသာဝင်တွေလောရမယ့်အလောက်ကအဲ့လိုလောရမှာဘာလို့လဲမြတ်စွာဘုရားကသမာဓိဘိက္ခဝေဘာဝေထားတဲ့သမာဓိကိုဘိထူထောင်ပါတဲ့ယောဂီတွေကဘလို့သိလဲဖက်လေဝင်လေနဲ့သမာဓိထူထောင်တာပဲလေ တလောက်ပဲသီးတယ်သူတို့မှပြီးပြီသီးတာကုန်ပြီဖဲလေးဝင်လေးမဲပြီးတော့ရက်နေတဲ့ခါဘလို့သမာဓိမက်လေသူတို့မတက်တော့ဘူးရက်နေတဲ့ခါလေးသမာဓိလုံနေရတယ်ပုံပုံတို့ဘလို့လုံနေလဲမြင်ကွင်းတွေမတူဘူးပြောင်းနေတဲ့အသံတွေမတူဘူးနားနဲ့အသံနဲ့ကြားနေတာတွေမတူဘူးပြောင်းနေတဲ့ဒီအသံတွေကိုသတိမထားပေးရင်ကိုကြိုက်နိုင်တဲ့သရှင်လေးတစ်ပုတ်ပေါ်လာရင်ကိုကလိုက်ဆိုနေမလား လိုက်ဆိုနေဥမာစိတ်သေးမှာတတိထားမှာကအဲ့ဒါသမှုတရားတွေအဲ့ဒါသေမေခဏင်းဒုက္ခပေးမေအရာတွေကအဲ့ဒါတွေဆိုတာမြတ်စွာဘုရားထောက်ပြခဲ့တာနော်ဒါကသန္တရာမလွတ်ကြောင်းနော်ဇန်ရာကြောင်းမဟုတ်ဘူးနော်အပညာရာကြောင်းမဟုတ်ဘူးနော်ကိုကသန္တရာမလွတ်ကြောင်း တန်တရာမလွဲဖို့အတွက်ဘာကိုသဲရမလဲပပင်းစံတရားလို့ခေါ်တယ်တန်တရာကိုရှေးတွင်တဲ့တဏမာနာဒိဋ္ဌိသုံးခုပေါ့နော်တဏဆိုတာကနှောင်တွေးခြင်းနှောင်ပွေးခြင်းလိုချင်ခြင်းလောဘမနစ်သက်ခြင်းဒေါသဘာမှမသိဘဲနေခြင်းမောဟနော်အဲ့ဒါတွေကတဏတဏနဲ့ຫນွေတယ်နော်မာနဟာငါလိုလူမျိုးရှိလားငါရှော့ရဲကြောတောင်ကြောလိုက်သေးတယ်ငါရှော့သေးတယ်မပြည့်စည်သေးဘူး အသက်လေးကြီးလာရောပရေတွေလေးတွန်းလာရောအသက်လေးကြီးလာရောခန္ဓာလေးတဖြည်းဖြည်းနဲ့တော့မရောက်လာမရောက်ဒုက္ခတွေနဲ့တော့တွေ့နေပါပြီဘောဘောတို့မြေလေးတို့ရေလို့တခါလေးအသံတွေလေးတုံလာပြီအဲ့လိုဖြစ်တာဖြစ်တာဒုက္ခဆိုတာဒုက္ခနဲ့လာလာနဲ့တွေ့တဲ့အခါမှာဒါဒုက္ခပါလားဒါဇရာပိဒုက္ခเนาะဗျာတိပိဒုက္ခရှိသေးတယ်ဗျာတိပိဒုက္ခဆိုတာက စေယုံတွေမှာနော်နေမကောင်းပြီးတော့အော်ခင်းနေကြတဲ့လူတွေကိုကြည့်ပါလားကိုတို့အဲ့လိုမျိုးဖြစ်ရင်ခံနိုင်မလားအဲ့ဒါနဲ့သတိနဲ့နေတဲ့သူကခံနိုင်တယ်ဒါငါခံတာမဟုတ်ဘူးအဲ့ဒီနာရေးနေရာကိုစိတ်နဲ့ထားပြီးတော့သီးပြီးတော့စိတ်ရှိတဲ့စွေးတန်တဲ့သီးခံတယ်ဒီခန္ဓာကိုယ်ကိုညံနဲ့စွန့်ထားတဲ့အတွက်နော်ညံနဲ့စွန့်ထားတဲ့အတွက်ခံနိုင်ရရှိတယ် အခုတော့ကိုခန္ဓာကိုယ်ကိုတော်တော်လေးရှင်းပြနိုးတော့မန်ကြည့်တယ်မိကန်လူတယ်ပြင်ဆင်နေတာပေါ့အမြဲတမ်းဘာလို့ဖို့မန်ကိုမသိဘူးပြင်ဆင်ထတာပေါ့အဲလူတွေလေးလာရောကိုအယုတ်ကိုကြိုက်ရောအဲ့ဒါနဲ့လူတွေတောင်းတဏှာဖြစ်တော်သေးတယ်ကိုအယုတ်ကိုပုံလေးကြောင်းနဲ့လူတွေတဏှာဖြစ်ရင်ကိုသံတရားလေးမကင်းဘူးကိုမှလည်းအပြည့်ရှိတယ်အဲ့ဒါလုံးမနေနဲ့ဒါသူတော်ကောင်းတွေကအဲ့လိုမြင်တယ် အတီတော့ပေါ်မှာကားပြတယ်ကောင်းနေကြီးသေးလူကလည်းကြီးသေးကောင်းနေတယ်ကောင်းနေတော့အချိန်လေးကုန်တော့ရောကောင်းတာကောင်းတာကောင်းတာတွေနဲ့အချိန်လေးကုန်တော့ရောကုသိုလ်ကောင်းမှုလုပ်ဖို့အချိန်မရခဲ့ဘူးအဲ့ဒီဟာကလွမ်းမြောက်အောင်ကြည်ရမှာဘလို့ပဲကားပြကားပြကိုကလွမ်းမြောက်အောင်အလွတ်ပေါ့မကြီးနဲ့လို့မပြောဘူးကြီးကြီးတက်လာပုံစံတပုံနဲ့တပုံမတူဘူးခဏကစတိုင်ကတစ်မျိုးအခုခဏနေစတိုင်တစ်မျိုးမတူဘူးတူလား အဲ့ဒါကိုနှလုံးသားထဲမှာဆွေးပြီးတော့စုံနေမလားကိုနှလုံးသားကိုမေ့ကြည့်ကိုကစုံထားတယ်နှလုံးသားထဲမှာအဲ့လိုမျိုးမစုံထားနဲ့လွတ်ရှာလိုက်နော်ဒါတွေကအပြစ်တွေဒါတွေဟာဤထုတ်တွေနော်အဲ့ဒါကိုလောကလကလူတွေနဲ့ကြတော့ပြောင်းပြန်ဖြစ်နေတာပေါ့လောကကလူတွေကအဲ့ဒါကိုမှနစ်သက်နေတာနော်အကုန်လုံးဘာမှမပါလေကြီးကောင်းလေအဲ့လိုမျိုးဖြစ်နေတာပေါ့ရုံစောဆုံးပြောရင်အဲ့လိုမျိုးဖြစ်နေကြတာ ဘလောက်လွေးနေလေဆိုရင်